ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တည်းဆက်ပေးချင်တာကတော့ကမ္ဘာအကြီးဆုံးပြည်လဲရေးသံဆက်ရုံကိုကာတာနိုင်ငံမှာဖွင့်လှစ်တဲ့ဆွဲတဲ့တင်ကိုတည်ဆက်ပေးချင်ပါတယ်။ကာတာနိုင်ငံကနေဆင်သောက်300လီတာတန်း600ထုတ်လုပ်ပေးနိုင်တဲ့ကမ္ဘာအကြီးဆုံးရေချိုထုတ်လုပ်ရေးဆက်ရုံကိုဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။အဆိုပါဆက်ရုံကတဲကန်နေရနိုင်ငံတစ်ခုဖြစ်တဲ့ကာတာနိုင်ငံရဲ့ရေလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မှာပဲဖြစ်ပါတယ်။ အစောပိုင်းစက်ရုံတိတ်ဟာဆိုရင်ဖေးလရေကိုတန့်စစ်ပြီးတောက်တုံးရေအဖြစ်ပြောင်းလဲဖို့အတွက်အစစ်မြစ် reverse osmosis နည်းပညာကိုအသုံးပြုထားပြီးတော့တန်ပေါင်းများစွာသောနေထိုင်သူတွေအတွက်ရေကိုယုံကြည်စိတ်ချစွာပေးဆွမ်းနိုင်မှာပဲဖြစ်ပါတယ်။စက်မှုလုပ်ငန်းနဲ့စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်လည်းအထောက်အကူပြုနိုင်မှာပါ။အဆိုပါဆက်ရုံကြောင့်တဘာဝရေအေးမြင့်ရှားပါတဲ့ဒေတာတစ်ခုမှာ ရေလုံးကျုံရေးအတွက်တီထွင်စမ်းသပ်မှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ အစိုးရကရေလုံးကြုံရေးဟာစွဲရေလုံးကြုံရေးလိုပဲအရေးကြီးတယ်လို့အလေးနက်ထားပြောကြားခဲ့ပြီးဒီစီမံကိန်းကရာသီဥတုပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေများပြားလာတာကြောင့်ရေရှည်တည်တံ့တဲ့ရေထောက်ပတ်မှုကိုတည်ဆောက်စေဖို့အတွက်မဟာဗျူဟာတရက်အနေနဲ့ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကရေငန်တက်ခွဲထုတ်တာကစွဲရဲ့အသုံးပြုမှုများတယ်ဆိုတာဆိုပေမဲ့ကာတာနိုင်ငံအနေနဲ့စက်ရုံရဲ့ကာဗွန်ထုတ်လွှတ်မှုကိုလျှော့ချဖို့အတွက် renewable energy ပြည်လဲပြည့်ဖြိုးမြဲစွဲရင်ကိုအသုံးပြုဖို့လဲစူးစမ်းလေ့လာနေရပဲဖြစ်ပါတယ်။ရေအေးမြင့်ဝင်ကြီး Ahmed El Khoury က ရာသီဥတုပြောင်းလဲမှုကြောင့်ခြောက်သွေးတဲ့ဒေသတွေမှာမိုးရွာသွန်းမှုလျော့နေလာနိုင်တယ်လို့မျှော်လင့်ရပါတယ်။ဒီစီမံကိန်းကကာတာနိုင်ငံရဲ့ရေရှည်တည်တတ်မှုနဲ့တယံစာဒလုံခြုံရေးကိုပုံမခိုင်မာစေပါတယ်လို့ပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အနေနဲ့နေရောင်ခြည်ဆွဲရင်နဲ့အစိမ်းရောက်ဆွဲရင်တွေကိုပုံမအသုံးပြုလာတာနဲ့အများအနာဂတ်မှာရေငန်တက်ခွဲထုတ်တဲ့စက်ရုံတွေကပဝဲစင်နဲ့ပေါ်ပြီးလိုက်ရောညီထွေဖြစ်လာမှာပါ။ ဒီမဟာစီမံကိန်းကြီးကကမ္ဘာရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုဖြစ်တဲ့ရေရှားပါမှုပြဿနာကိုဖြေရှင်းရမှာကမ္ဘာစံနှုန်းသစ်တစ်ခုကိုတတ်မှတ်ပေးထားနိုင်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။